ချယ်ဆီရဲ့ကောင်းချင်းမှန်သမျှကိုဖျက်ဆီးပစ်ခဲ့တဲ့အန်ဆိုမာရက်စကာရဲ့ရှုံးပွဲမင်္ဂလာပါဗျကိုခန်းယူစတာဖုတ်ဘောရှိုးကနေကြိုဆိုပါတယ်ကျွန်တော်ကိုခန်းပါချယ်ဆီနဲ့လီးစ်ယူနိုက်တက်တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review လုပ်သွားခြင်းပါတယ်အီလန်ရိုးမှာရှင်ပြိုင် ကစားတဲ့အခါတိုင်းချယ်ဆီအနေနဲ့ခက်ခဲလေးရှိတယ်ဆိုတဲ့အတိုင်းပဲဒီပွဲစဉ်ကလည်း ခက်ခဲမှုတွေတော့ကြုံခဲ့ရပါတယ်ခက်ခဲမှုဆိုတဲ့နေရာမှာပြန်ဘက်အသင်းကကောင်းလို့ပြွာပိုင်းကြွယ်ဝလို့ခက်ခဲတယ်ဆိုရင်ကျွန်တော်နားလည်လက်ခံပေးလို့ရပါတယ်ဒါပေမဲ့နီးပြအန်ဇိုမာရက်စကာရဲ့မလုံတဲ့မလုံအပ်တဲ့အမားအယွင်းတွေကြောင့်ဒီပွဲတွေမှာချယ်ဆီကရှုံးပွဲကြုံတွေ့သွားခဲ့တာပါဒီပွဲတွေရှုံးပွဲတစ်ပွဲထပ်ပိုတဲ့ရှုံးပွဲ မီအေးကိုနှစ်ခါသုံးလေးခါနားတယ်လက်ရှိအချိန်မှာချယ်ဆီသည်ဖောင်အရတော်တော်လေးကောင်းနေတယ်စိတ်ပိုင်းဆိုင်ရာအရာအရန်ကိုအားရစရာကောင်းတဲ့ level တစ်ခုကိုရောက်လာပြီအာစတန်ကိုတယောက်ယောက်အချိန်နေနဲ့တည်ကြစားဖို့ဆိုတာတုံစိတ်တဲ့နဲ့မရဘူးအာစနယ်ဘွဲကရှင်သိစိတ်တဲ့ဒီဘွဲမှာကျွန်တော်လုံးဝမမြင်ခဲ့အောင်ရှုံးတငင်စိတ်တဲ့မျိုးပြန်ဖြစ်သွားတယ်ဒါပြင် နောက်လာမယ့်ပွဲစဉ်တွေအတွက်ငါတို့ကအားကောင်းမောင်းတဲ့အနေထားဆိုတဲ့စိတ်ကပိုင်းဆိုင်ရာလည်းပျက်စီးသွားခဲ့တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ဒီပွဲစဉ်ဟာအရှုံးကြီးပါတယ်။ Sure နီးပြတယောက်ရဲ့ decision ကဘလောက်တိအရေးပါတယ်ဆိုတော့ဒီပွဲကတက်တည်ပါတယ်။ Edwards ကဒီပညာပိုင်းရတော်ပါတယ်တက်ပါတယ်ထူးချွန်ပါတယ်။ဒါပေမဲ့ဝေဘန်ပိုင်းချနိုင်စွမ်းရ အယံကိုနုံချစုပ်ပြက်လွန်းတယ်လို့ပဲပြောရမှာပါမာရက်စကာကိုဘလို့ viewer ဘိုင်းရဘလို့တုံးခဲ့လို့ဘလို့မှားပြင်းနေဘာညာကျွန်တော်တွေကတော့အတိအကျကြီးထောက်မပြချင်ပါဘူး viewer ဘိုင်းနေနဲ့ပတ်သက်ရင်ကျွန်တော်တွေကပါမွားလေးပါစာအုပ်စာပေတွေလိုက်ရှာဖတ်ထားရတော့ပဲရှိတယ်သူတို့ကတကယ် professional လုပ်နေတဲ့သူတွေတိုးပေမဲ့ဝေဖန်ပိုင်းချနိုင်စွမ်းကတော့ကျွန်တော်တို့ပြည်သက်တွေမှာအပြည့်ရှိတယ်ဒီပွဲတွေမှာဘလို့ကစားတဲ့နေဘလို့မျိုးလူထုတ်ရင်တော့ပို့ပြီးတော့ယုံကြည်စိတ်ချရတယ် ဒီပွဲတွေအများကြီးလူလူကြည့်နေတဲ့ကောင်းနေလေကျွန်တော်သိတာပေါ့ထားပါအဲ့တော့ဒီပွဲစဉ်မှာအန်ဒူမော်ရက်စ်ကဖင်လိန်ပြီးကတယ်ဗျချယ်ဆီရဲ့အားနည်းနေတဲ့ကွင်းလယ်တန်းမှာမော့ဆစ်စကိုက်စ်တို့မပါဝင်တဲ့အခြေအနေကိုခုသာခံတာရှိအောင်ပြင်ဆင်ရမယ့်အစားပူပြီးအခြေအနေဆိုအောင်လူထုတ်ခဲ့တယ်အထူးကအမှားရရတော့ခန်စစ်တန်းလူထုတ်ပုံပဲဖြစ်ပါတယ်သူကတော့ ဘလုံးရှိနေတဲ့အချိန်ကိုများသောအားဖြင့်ရည်ရထားတဲ့ပုံပေါ်တယ်။ imposition မှာ three back ပုံစံမျိုးပေါ့ဗျာ။ three back ကိုပြ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 င်ကစားတဲ့ပုံစံမဟုတ်ဘူးနော်။ကျွန်တော် wide center back လို့ပြောရမှာပေါ့။ဒါက Andmorris ကကစားနေကြပုံစံမျိုး။သို့တော့ Fakir high press ပြီးတာအရင်ကောင်းနေတယ်ဗျာ။အဲ့တော့ကျွန်တော်တို့ခြေတော်ထဲမှာအများနဲ့ဘလုံးရှိဖို့ဆိုတာမစင်စားထားနဲ့။ပထမအိမ်မှာဆိုရင် you ကစားကတော့တယ်လို့မြောက်။ Fakir အဲ့လောက်ထိ hybrid ပြီးနိုင်တယ်တကယ်လို့အဲ့လို hybrid ပြီးတော့ကျွန်တော်ရှင်ပြီးရှင်ပြီးတော့မဟုတ်ပါဘူးတာအောင်ကစားနိုင်တဲ့ squad တစ်ခုရှိရပြဘာစလိုနာလဲ hybrid ပြီးတာပဲတိုးတိုးကျွန်တော်ဘာစလိုနာဘယ်လိုမျိုးကစားသွားခဲ့လဲတိုးတိုး Leeds United hybrid မှာကျွန်တော်ဘာကြောင့်ယူသွားလဲအဓိကအဲ့ defensive line ကြောင့် Trevor Chalobah center back နေရာမှာပုံစံကောင်းလေးရနေရတော့တော်တော်ကောင်းတယ် Trevor Chalobah ဒီပွဲစဉ်ကိုပြောတာမဟုတ်ဘူးအဲ့လိုပုံစံကောင်းရနေတဲ့ player ကိုကျွန်တော် left back ကိုထုတ်လိုက်တယ်အ sorry right back ကိုထုတ်လိုက်တယ်အဲ့ Trevor Chalobah ကပုံမှန်အပြင်ဆိုရင် ACB ဆော့ရဲကစားသမားကို right back ထုတ်တယ်စစချင်းလုံးဝ opposite ပဲအဲ့တော့ right back ဆိုတဲ့နေရာမှာကျွန်တော်တို့ကပြောသလိုနှစ်နေရာလောက်သူကဆော့ခိုင်းတယ်အဲ white central back ပုံစံမျိုးရဲ့နောက် full back အပြည့်ရဲ့နှစ်နေရာဆော့ခိုင်းတယ်အဲ့တော့ကျွန်တော်တို့ situation က full back ကိုများသောအပြင်ဝင်တယ် full back ဝင်တာ ਨੇ ထရပ်ဂျာလူဘာဘလူမအဆင်မပြေတော့ဘူးတမန်နေလေသူကစင်တာဘက်ကစားသမားလေဖူဖက်အပြည့်ဆိုရင်စော့နိုင်တဲ့သူတွေတော့ရှိတယ်ဝက်စလီဖူဖာနာဆိုရင်မဆိုးဘူးတော်တော်ဂျာလူဘာလုံးဝအဆင်မပြေဘူးအဲ့တော့သူအစတီဗန်ရှိတဲ့ဘက်ကိုနော်ရှင့်လီနည်းနည်းလိုက်ပေးသွားလို့ပြိုင်ဘက်ကပြန်ပြီးရီဂင်းပိုဇီရှင်ပြန်ရတော့လေနောက်ကိုပြန်မလိုက်နိုင်တော့ဘူးအမ်မက်ကြီးကဒေါက်ရှောက်ပေါက်တာအဲ့တော့အစတီဗန်တက်လည်းအထောက်ကူမဖြစ်သေးဘူးပိုဆိုးတာကအဲ့ဒီချာလိုဘာဘီးနားမှာစော့နေတဲ့ RCB ကငတူ ပိုစင်အာရာဘီယိုယိုမာရက်ကနံပါတ်1တရားခံဆိုနံပါတ်1တရားခံအဲ့ကောင်ပဲအဲ့တော့စဉ်းစားကြည့်ပိုစင်အာရာဘီယိုနဲ့တစ်ဖက်ကဖူးဘက်အပြည့်မစောတတဲ့သူ site တစ်ချမ်းလုံးပါပဲလီးစူနိုက်တက်က hybrid လေးပြီးတယ်အဲ့ဘက်ကနေ attack လုပ်တယ်ကျွန်တော်အဲ့ဘက်ယူပေါင်ကြီးနေတယ် Andre Santos လည်းဘာမှမတက်နိုင်ဘူး Andrew Fernandez လည်းဘာမှမတက်နိုင်ဘူးကျော့အဲ့လိုမျိုးတစ်ဖက် right side ကပေါက်နေပါတယ်ဆိုမှ SCB ဆိုတဲ့ဆရာသမားကလည်းအချင်းချင်းတော်ဆူဆူဗရီယာရှိရတယ်လူတော်မှန်မပေးနိုင်ဘူးဒီပွဲကသူလည်းဖိအားတွေများတော့အဲ့တော့ကူကူရီယာတယောက်နဲ့တေအားကြီးရဲ့ဗျာဒီ defensive line မှာကူကူရီယာတယောက်နဲ့ဥပက်တွေလဲလိုက်ဆိုဒီဘက်တွေလဲလိုက်ဆိုဘလို့လို့အဆင်ပြေမလဲသူ့ကိုတော့ free roll ပေးထားတာသူကတော့ defense ကိုအဓိကကစားရမှာမဟုတ်ဘူးသူဒီ central zone ထဲမှာနေရာလွတ်တွေအတွက် light ဖြည့်ပြီးတော့ကစားပေးရမှာဖြစ်တဲ့အတွက်ဒီ၃ယောက်တန်းခန်းစစ်မှာ LDO လည်းအပြည့်မစိုးအောင်အဲ့တော့ဒီ defensive line ကအကုန်လုံးယူရင်းသွားတာ ဂိုသမားရောဘတ်ဆန်ချက်ရဲ့ဟိုအမိုင်းဝင်းတချို့ရှိတယ်ဆိုရင်တော့သူ့အပြစ်တင်လို့မရဘူးဗျအဲ့ဒီခံစစ်ကစားမှုကြောင့်ပဲဒနီယယ်ဖာကီကလွတ်လွတ်ကပ်ကူကစားလို့ရပါတယ်အဲ့တော့လီးယူနိုက်တက်ရဲ့ပုံစံအခင်းချင်းကိုကြည့်လိုက်ပါကျွန်တော်ကတော့442လို့ပဲမြင်တယ်အဲ့442ကိုမှသူကကွေးလက်ကန်းနဲ့ခံစစ်တန်းကိုလုံးဝဒီပြောင်ကစားပြီးရှေ့ကကျွန်တော် Napcha ရဲ့ Gavelowin ရဲ့ကို Hybrid ပြီးခိုင်းသွားတယ်အဲ့နောက်က ဒီဂျပန်သားလေးပေါ့နော်ကျွန်တော်တာနာကာကိုဟို share လို့ပုံစံနဲ့ထပ်ပြီးတော့ pressing ပေးခိုင်းတယ်။အဲ့ဒီပုံစံတွေအောက်မှာလည်းကျွန်တော် defense line ရဲ့ယိုရင်းဆုတ်ပြတ်နေမှုနဲ့အဲ့တတင်းလုံးဆိုးဆိုးမြုပ်သွားတာပဲ။ Sure ပထမမှာ Maris ကလူထုတ်ပုံကတရားခိုင်လုံးမှားတယ်။အဲ့တော့ကျွန်တော်ဒုတိယမှာသူပြောင်းလဲပြင်ဆင်ခဲ့တယ်ဆိုပေမဲ့ Leeds United ကဗျာ ရက်ကွက်အသင်းမှမဟုတ်တာဗျပရီးမီးယားလိမှာစော့နေတဲ့အသင်းလေဖာဂီဆိုတာလည်းတကယ် professional ဟိုလိုင်စင်ရထားတဲ့နီးပြလေကတော့ကတော့တောက်ပေါ်တွေမှာမဟုတ်တာအဲ့လိုကလေးကွက်ကြီးနဲ့ပထမမှာသွားစော့ပြီးမရှူနိုင်မကယ်နိုင်ဖြစ်တဲ့အခါကျမှဒုတိယပိုင်းလူစားပြောင်းလဲမှုတွေဘယ်လိုပဲလုပ်လို့ဘယ်လိုလုပ်အဆင်ပြေမလဲ central zone နဲ့ between the lines တွေမှာလုံးဝ defensive deep low တိတိကျကျကိုဖာဂီကကစားခဲ့တာအဲ့လိုကြောင့် stevon လည်းဘာမှလုပ်လို့မရဘူး ဆက်ထရီဇုံထဲဝင်တယ်ချက်တယ်ဘီဒက်ဒလိုင်းစီမှာချက်တယ်တဖက်ကဂျီမီဂီဒန်စ်လေထိုနီးတူပဲဂါနာချူဝင်လာတဲ့အခါကျမှနည်းနည်းလေးလှုပ်လို့ရတယ်ဒါတော့မှအနေနဲ့ရှိတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ဘာမှမဖန်တီးနိုင်ခဲ့ဘူးဂိုးပေါက်တဲ့မှုတွေတိတ်ပြီးတော့ဘာမှမရှိခဲ့ဘူးဆိုတော့ဘီဝါပိုင်းကအန်ဒိုမော်ရက်ကလုံးဝလုံးဝမှားတယ်ဗျာကျွန်တော်တို့ခြေကြီးကိုတတ်လိုက်တာ ਨੇ တူတူပဲကစားသမားတူတူတယောက်ချင်းစီပြောရမယ်ဆိုရင်နံပါတ်1မှားတာ အမှားများဆုံးစိတ်ပြတ်ဖို့အကောင်းဆုံးကစားသမားတူစင်အားရတာဘီယိုလိုပဲရှက်တဲ့အဲ့ဒီ cherry jersey ကိုအမြဲတမ်း locker တင်ထားလိုက်တော့ cherry မှမကစားနေတော့အဲ့လောက်ထိကိုရုပ်ပြက်စင်းပြက်မှားခဲ့တာသူမှားရင်းသွားတဲ့အလုံးကပြိုင်ဘက်က pressing ပေးနေတာလည်းမဟုတ်ဘူးသူကိုယ်တိုင်ကလေးနေလို့ကိုက you you press ပဲ press ပေးတာဗျာဒါတာဝန်ရ press အဲ့တာဝန်ရ press တာကိုပါသွားတယ်နောက်ထပ်ကစားသမားတစ်ယောက် Tyson JB Lian Dillard အကုန်လုံးတော်တော်ဆိုးတယ်အဲ့တော့ DND လည်းကောထားလိုက်တော့ဘာကြောင့်လဲဆိုတော့ငဘူကလေးကအသင်းမှာအဆင်မပြေခဲ့တာပေါ့အခုလည်းအံဝင်မှုကြိုးစားနေတော့မယ် JP ကကောင်းခဲ့ပါလေရဲ့နဲ့ FIFA Club World Cup မှာဒီလောက်အဆင်ပြေနေပါလေရဲ့နဲ့ဘာဖြစ်လို့အလောက်ထိငုံချာဆုတ်ပြတ်သွားတော့ JP လိုက်တိုးနေတာပဲရှိရတော့ဘရိုသူ့ပြီးတဲ့အလုံးနေမနေဘူး first touch မှာအရန်အားနေတယ်အဲ့တော့ဘလုံးမတယောက်က first touch တီးအမတအမတအေးပါတယ် first touch ကောင်းမှဒုတိယမြောက်ဘာလုံးမယ်ဆိုတာ အဝင်ဝင်ကြဖြစ်တာအဲ့တော့ तू က first dash မှာရယ်ဘောလုံးတွေကရှန်ထွက်တယ်ဘောလုံးတွေကနောက်ကျတယ်အဲ့ဆို finalist ပေးလိုက်တဲ့ဘောလုံးဆိုရင်လုံးဝကွက်တီပဲ first dash လုံးဝမကောင်းဘူးဒီတလုံးတွေမဟုတ်အလုံးပေါင်းမြောင်များစွာ तू first dash တွေတော်တော်လေးအဆင်မပြေခဲ့ဘူးအဲ့တော့ viewer ဘိုင်းကစိုးနေပါတယ်ဆိုတော့ကစားသမားတဦးတယောက်ချင်းပြရပါ အခြေအနေမကောင်းတဲ့ကလီးစ်ယူနိုက်တက်မဟုတ်ဘူးဗျာကျွန်တော်တို့ MNL ကအတင်းတင်းနဲ့သွားခဲ့ရင်တော့အဲ့လိုစောစောရမျိုးနဲ့မလွယ်ဘူး ဆိုတော့အနည်းချောမယ်ဆိုဒီပွဲစဉ်ကအတော်လေးစိတ်ပြတ်ဖို့ကောင်းတယ်ရှုံးပွဲတစ်ပွဲပါအဓိကတရားခံရတော့နီးပြအန်ဒိုမာရက်ကဖြစ်ပါတယ်မနေ့ပိုင်းရောက်ရင်ချယ်ဆီဖန်တယောက်ရဲ့စိတ်ခံစားချက်ဗီဒီယိုနဲ့ကစားသမားတွေပုံမှာပြောမဲ့ဗီဒီယိုလေးနှစ်ပုဒ်ကိုကိုခိုင်းချယ်ဆီ TV မှာကျွန်တော်တင်ပေးတော့မယ်အခုတော့အားလုံးနှုတ်ဆက်ပြရစီပါအကျဉ်းဉာဏ်ကြီးဒီပါတယ်